အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါရစေ။မိတ်ဆွေတို့အနေနဲ့ရွှေစည်းကြတဲ့အခါစိတ်ထဲမှာဘလို့ခံစားရလဲ။ရွှေစည်းတက်တဲ့အခါမှာရောစိတ်ထဲမှာဘလို့ဖြစ်သွားလဲ။အမှန်တော့ယင်းနှိမ့်မြုံနံမှုတစ်ခုပြုလုပ်တဲ့အခါမှာအရေးကြီးဆုံးကတော့စိတ်နေစိတ်ထားပါပဲ။စိတ်နေစိတ်ထားနဲ့စဉ်းစားတွေးခေါ်ပုံတွေမှန်ကန်ကောင်းမှုနေမှအောင်မြင်ပြီးအကျိုးဖြစ်ထွန်းနိုင်မယ်။ရောင်းခြင်းဝယ်ခြင်းတွေမှန်ကန်စွာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့ဒီနေ့မှာရွှေရင်းနှီးမြုပ်နှံမှုရဲ့စိတ်ပညာဆိုင်ရာလိုအပ်ချက်တွေကိုဖော်ထုတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးအပိုင်းမှာအရေးအကြီးဆုံးဖြစ်တဲ့ရွှေရင်းနှီးမြုပ်နှံမှုမှာအောင်မြင်ဖို့ထားရှိရမယ့်စိတ်နေစိတ်ထားများကိုဖော်ပြတင်ဆက်ပေးသွားအမှာဖြစ်တာကြောင့်အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားကြပါဦး။အပိုင်းတစ် FOMO Fear of Missing Out စိတ် တစ်ခုခုကိုလွဲချော်သွားမှကြောက်တဲ့ဖိုးမိုးဆိုတဲ့စိုးရိမ်စိတ်ဟာရွှေရင်းနှီးမြုပ်နှံသူတွေကိုအမြဲဒုက္ခပေးနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ရွှေဈေးတက်နေတယ်ဆိုတာနဲ့ငါဒီအချိန်မဝေရင်နောက်ကျသွားမလားဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်ပေါ်လာတတ်ပါတယ်။ထင်သာမြင်သာရှိတဲ့ဥပမာကိုပြရမယ်ဆိုရင်2023ခုနှစ်မတ်လတုန်းကရွှေဈေးတွေတက်နေချိန်မှာလူတွေဟာဖိုးမိုးစိတ်ကြောင့် အဆုလိုက်ပြုံလိုက်အလုံးရင်နဲ့ရွှေဝယ်ယူကြပါတယ်နောက်ဆုံးမှာရွှေဈေးရုပ်တရက်ပြန်ကျသွားတာကြောင့်လွဲချော့သွားမှကြောက်ပြီးလိုက်ဝယ်တဲ့သူတွေမှာဆုံးရှုံးနဲ့နာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်အပိုင်းနဲ့လောဘနဲ့ကြောက်ရွံ့စိတ် greed and fear ရွှေရင်းနှီးမြုပ်နှံမှုလုပ်ငန်းမှာလောဘနဲ့ကြောက်ရွံ့မှုဟာဓာတ်သွားနှစ်ဖက်လိုပါပဲတကယ်လို့ကိုကအောင်မြင်တဲ့ရင်းနှီးမြုပ်နှံသူတယောက်ဖြစ်ချင်တဲ့ဆိုရင်ဒီစိတ်နှစ်ခုကြားမှာ ဟန်ချက်ညီအောင်ထိညိထိန်းချုပ်တက်ဖို့လိုအပ်ပါတယ်လက်တွေ့ပြုလုပ်နိုင်တဲ့ထိရောက်တဲ့နည်းလမ်းတွေကိုဖော်ပြပေးရမယ်ဆိုရင်ကိုယ့်ရဲ့ရွှေဝယ်ယူမှုရောင်းချမှုအစီအစဉ်တွေကိုကြိုတင်စီစစ်ပြီးတတ်မှတ်ချက်တွေချမှတ်ထားဖို့လိုအပ်တယ်လို့နောက်ထပ်အရေးကြီးတာကစိတ်ခံစားမှုအပေါ်အခြေခံတဲ့ဆုံးဖြတ်ချက်များကိုရှောင်ကျဉ်တက်ဖို့စိတ်အလိုမလိုက်ဖို့လိုအပ်ပါတယ်အပိုင်း၃ confirmation bias လူရဲ့စိတ်ဆိုတာတော်တော်လေးထိမ့်ချုပ်ရဖို့ခက်ပါတယ်လူတွေဟာသူတို့ရဲ့ယုံကြည်ချက်ကိုအတီးပြုတ်ပေးမဲ့အချက်လက်တွေကိုပဲသူတို့ရဲ့မသိစိတ်ကနေရှာဖွေနေတတ်ကြပါတယ် ရွှေဝယ်ထားရင်ရွှေစည်းတက်မဲ့သတင်းတွေကိုပဲလိုက်လံရှာဖွေကြည့်ရှုယုံကြည်တတ်ကြပြီးရွှေဝယ်ဖို့စဉ်းစားထားတဲ့အခါရွှေစည်းကြတဲ့သတင်းတွေကိုပဲကြည်ကျင်ယုံကြည်ကျင်ကြပါတယ်ဒီလို confirmation bias တွေကိုကင်တွင်နိုင်ဖို့အတွက်ကိုယ်စန္ဒနဲ့စန့်ကျင်ဘက်အမြင်တွေကိုလည်းလက်ခံပြီးနားထောင်တတ်ဖို့လိုအပ်ပါတယ်နောက်ပြီးတော့ကိုယ်စန္ဒနဲ့ထက်တူကြခြင်းမကြခြင်းဖြစ်နေတဲ့အချက်လက်တွေအားလုံးကိုလည်းနားလည်လက်ခံပြီးဗမလိုက်စွာလေးလာဆန်းစစ်သုံးသပ်ဖို့လိုအပ်ပါတယ်အပိုင်းလေး herd mentality တခါတလေကျွန်တော်တို့စိတ်မှာဖြစ်မိတာတွေရှိပါတယ် လူများလုပ်တဲ့အလုပ်ကိုစိတ်ကလိုလိုလိုက်လုပ်မိတာမျိုးပါကိုပတ်ဝန်းကျင်ကကိုအတိမိတ်ဆွေတွေကလူတော်တော်များများကရွှေဝယ်နေတဲ့ဆိုရင်ကိုလည်းလိုက်ဝယ်ချင်တာမျိုးပါလူများကရွှေတွေဝယ်နေတိုင်းကိုလိုက်ဝယ်လို့အမျက်ထွက်မယ်လို့မဆိုလိုပါဘူးတခါတရံမှာအဲ့ဒီလူအုပ်ကြီးဟာမှားယွင်းတဲ့ဥတီချက်ကိုသွားနေတာလည်းဖြစ်တတ်ပါတယ်ဒီနေရာမှာကျွန်တော်တို့တွေတေချာလိလာသိရှိနားလည်ထားဖို့ကလူအများဝယ်နေလို့ဆိုပြီးလိုက်မဝယ်မိဖို့ရဲ့တကယ်လို့ဝယ်မယ်ဆိုရင်လေကိုတိုင်တေချာလေးလိလာဆန်စစ်တုတေသနာပြုလုပ်ပြီးမှဝယ်ယူသင့်ပါတယ် အပိုင်း၅ loss aversion ဆုံးရှုမှုကိုကြောက်ရွံ့ခြင်းလူတွေဟာတစ်ခုခုကိုယဉ်နီးမြုပ်နှံမှုပြုလုပ်တဲ့အခါအကျိုးအမြတ်ထက်ဆုံးရှုံးရမှာကိုပိုပြီးခံစားတတ်ကြောက်ရွံ့နေတတ်ကြပါတယ် အဲ့ဒါကြောင့်မို့လို့တကယ်လက်တွေ့မှာဈေးကျလာတဲ့အခါဆုံးရှုံးမှုကိုမခံနိုင်လို့အချိန်မတန်ပဲရောင်းချမိတတ်ပါတယ်။ဒါကိုဘလို့လက်တွေ့ကင်တွေဖြည့်ရှင်းရမလဲဆိုတော့ကိုဘလောက်အကျိုးအမြတ်ရရင်တော့ပြီလဲဆိုတာကိုရီမန်းချက်ထားစီကံလေးတွေထားရှိပြီးအဲ့ဒီစီမျက်စီကံအတိုင်းတင့်လျော်တဲ့အချိန်မှာရောင်းချနိုင်ရပါမယ်။စိတ်ပိုင်းဖြတ်ပြီးရောင်းချရဲရပါမယ်။နောက်တစ်ခုကရွှေဈေးကွက် မာဈေးနှုတ်တက်ခြင်းကြခြင်းဆိုတာပုံမှန်ဖြစ်ပေါ်နေတဲ့အရာတစ်ခုဆိုတာကိုနားလည်လက်ခံရမှာဖြစ်ပါတယ်။ အပိုင်း6အောင်မြင်သောစိတ်နေစိတ်ထားများဒီအပိုင်းကိုရွှေရင်းနှီးမြုပ်နှံရမှာအောင်မြင်ဖို့အရေးကြီးတဲ့အကြံပြုချက်တွေအနေနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်ရွှေရင်းနှီးမြုပ်နှံမှုမှာအောင်မြင်ဖို့ဆိုတာစိတ်နေစိတ်ထားမှန်ကန်စွာထားရှိဖို့လိုအပ်ပါတယ်အဲ့ဒီအောင်မြင်သောစိတ်နေစိတ်ထားတွေဆိုတာတီးခတ်နိုင်စွမ်းစီကံရှိမှုတင်ယူလို့စိတ်ရေရှည်အမြင်ရှိမှု အစားရှိတဲ့စိတ်နေစိတ်ထားတွေပဲဖြစ်ပါတယ်ဒီနေရာမှာတခုအတိပေးချင်တာကကျွန်တော်တို့စမတ်မြန်မာကနေလဲရွှေရင်းနှီးမြုပ်နှံရမှာအောင်မြင်ပြီးအကျိုးအမြတ်ရရှိနိုင်စေဖို့ရွှေရင်းနှီးမြုပ်နှံမှုတင်တဲ့ကိုဖွင့်လှစ်ပေးသွားမှာဖြစ်တာကြောင့်လာရောက်အနံတက်ရောက်နိုင်ပါတယ် ။ဤကုန်းချုပ်အနေနဲ့ပြောရရင်ရွှေရင်းနှီးမြုပ်နှံမှုဆိုတာစိတ်ပညာကိုနားလည်ပြီးကိုယ်စိတ်ကိုထိန်းချုပ်နိုင်မှအောင်မြင်မှုရရှိနိုင်မှာပါ။ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုသိရှိနားလည်ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့အရေးကြီးပါတယ်။ကြည့်ရှုသူပရိသတ်တွေအနေနဲ့လည်းကျွန်တော်အခုဖော်ပြပေးခဲ့တဲ့ရွှေရင်းနှီးမြုပ်နှံမှုစိတ်ပညာကိုနားလည်ပြီးအောင်မြင်တဲ့ရွှေရင်းနှီးမြုပ်နှံသူတယောက်ဖြစ်အောင်လက်တွေ့အကောင့်ထဲပို့ကြိုးစားနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။အခုဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်အခြားသူတွေလည်း သိရှိနိုင်အောင် like and share လုပ်သွားပေးကြပါဦးနော်အခုလိုမျိုးဗီဒီယိုတွေထပ်မံကြည့်ရှုနိုင်အောင်ကျွန်တော်တို့ရဲ့စမတ်မြန်မာကို follow and subscribe လုပ်ပြီးကိုမက်မှာလည်းမိမိရဲ့အတွေ့အကြုံအမြင်တွေကိုမျှဝေပေးသွားကြပါဦးနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်